အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်လက်ရှိ Manchester United အသင်းရဲ့အိမ်ခွင်မှာ Sunderland အသင်းနဲ့ရင်ဆိုင်ဖို့ရှိတယ်အဲ့တော့ဒီနေ့မတိုင်ခင်မှာတော့တော်တော်လေးကိုဒါကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတွေကိုဒါကျွန်တော်အမျိုးမျိုးဒါကျွန်တော်သွားနေပြရမယ်အဲ့တော့တပတ်ကတော့ကျွန်တော် United အသင်းနဲ့အခုလက်ရှိဒါကျွန်တော် Ruben Amorim ရဲ့ press conference မှာ သူ့အခြေအနေနဲ့ပတ်သက်ပြီးတော့လက်ရှိမှာပြည်သက်ဒီတော်များနေကိုဒါစိတ်ဝင်စားစရာဖြစ်တဲ့ဒါကျွန်တော်သတင်းစာရှင်းလင်းပွဲတွေသူ့နဲ့ပြောတာကိုတွေ့ရမယ်အဲ့တော့ဘာတွေပြောခဲ့လဲအဓိကကတော့ကျွန်တော်သူ့အနေနဲ့ဒါလက်ရှိမှာအပြောတွေနဲ့ပြောဖို့မလိုဘဲနဲ့ကွင်းထဲမှာအလုပ်တွေလုပ်ပြဖို့လူနေတယ်ဆိုတဲ့ဥစ္စာကိုလက်ရှိမှာသူ့အနေနဲ့ပြောလာခဲ့တယ် It's not time to say it's time to show ဘောနော်လက်ရှိမှာဒါကျွန်တော်ဗစက်တွေနဲ့ပြောလို့မရဘူးလက်တွေ့မှာဒါကျွန်တော်တို့လက်ရှိမှာ Manchester United အသင်းဘယ်လိုလုပ်လို့မလဲဆိုတော့သူပြောသွားခဲ့တယ်ပြောလို့ရှိမှာ Ruben Amorim ကတော့ရှင်းပါတယ်သူ့ရဲ့ system နဲ့ပတ်သက်ပြီးသူ့ရဲ့ tactic နဲ့ပတ်သက်ပြီး ီးသူ့အနေနဲ့ဒီပွဲတွေကိုရှုံးတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားခဲ့တယ်။လက်ရှိမှာသူ့အနေနဲ့သူ့ system ကမှန်ကန်မှုရှိပြီးဒီ system နဲ့ပဲ United အသင်းကရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော် United အသင်းစီကနေပြီးတော့တွေ့ရမယ်အနေထားမှာရှိတယ်။ဒါကတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပဲ။ဘာလို့လဲ United ပြည်သက်တွေအနေနဲ့ခုလက်ရှိမှာ United အသင်းရဲ့ဒါကျွန်တော်လက်ရှိဖြစ်နေတဲ့ပုံစံက Ruben Amorim ရဲ့ system tactical issue တွေကြောင့်မလူမှု problem တွေဖြစ်နေလို့ယူဆ။ Of course ကစားသမားလည်းစောက်ပြင်းဖြစ်တာကစားသမားလည်းပြဿနာတော်တော်များများဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာလဲတာဒါငင်းစရာမလိုဘူးလို့ပုံစံမျိုး ဖြစ်တယ်တဲ့မဟုတ်ပါအဲ့တော့အခုကျွန်တော်ပြောနေတဲ့ဆက်ကြားမှာကျွန်တော်အခုလက်ရှိညာပိုင်းဗီဒီယိုရိုက်နေတဲ့အချိန်မှာတင်ကိုပဲ breaking news အနေနဲ့ထပ်ပြီးထွက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တို့လုံးဝကို Ruben Amorim ကိုဒါကျွန်တော်ထုတ်ပြဖို့အစီအစဉ်မရှိဘူး Ruben Amorim နဲ့ပဲဆက်သွားဖို့ရှိတယ်လက်ရှိမှာ Ruben Amorim ကိုယ်တိုင်ကလည်း Manchester United အသင်းကနေနှုတ်ထွက်သွားဖို့မရှိဘူးလို့သိရတယ်မှာပါတယ်လက်ရှိမှာ Manchester United ဘက်က Ruben Amorim ဘက်ကကိုဒါကျွန်တော်လက်ရှိအခြေအနေတွေကိုတိုးတက်လာနိုင်မယ်လို့ယူဆတယ်ဒါ့အပြင် Manchester United လက်ရှိ boss ဖြစ်တဲ့ Ruben Amorim အနေနဲ့ဒါကျွန်တော်တို့ Manchester United ဲ့အသင်းရဲ့ဘုတ်အဖွဲ့ကနေပြီးတော့ဒါကျွန်တော်တို့နောက်ကနေပြီးတော့ကိုယ်ပေါ့ဟိုအားပေးမှုအပြေအဝရှိသေးတယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ဒီနေ့မှတော့ကျွန်တော်လက်ရှိနောက်တစ်ခုအနေနဲ့ဒါ Manchester United လက်ရှိအသင်းသားတော်များကလည်း Ruben Amorim ကိုအပြည့်အဝယုံကြည်နေသေးကြောင်းကိုသူ့အနေနဲ့ဒါ David Austin ကလက်ရှိမှာပြောဆိုလာဒါပေမဲ့အကယ်၍များသာ Manchester United အသင်းနဲ့နှိပြအပြောင်းလဲလုပ်ခဲ့မယ်ဆိုရင်တော့မှ Gareth Southgate ဖြစ်ဖို့အတွက်လုံးဝယာကိုင်တော့မရှိဘူးဆိုပြီးတော့တရားဝင်ဒါကျွန်တော်ပြောနေတဲ့အချိန်မှာတွင်းကိုပဲဒါကျွန်တော်တရားဝင်ပြောနေတဲ့အချိန်တွင်းကိုပဲဒါလက်ရှိမှာဒါဟို David Austin ကနေသူ့ရဲ့ Twitter ဆာမျက်နှာပေါ်တယ်အဲ့တော့ဒါသေချာတကူကခင်ဗျားလက်ရှိမှာသူ့အနေနဲ့ဘာလို့အပြောကြွယ်လဲလက်ရှိမှာသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာသူ့အနေနဲ့သူ့ရဲ့ system မမအောင်သူ့ရဲ့ system ဘာလို့မှန်ချောင်းဆိုတာကိုလက်ရှိမှာသူ့အနေနဲ့ပို့ပြီးတော့ confidence ရှိတော့ဒီလိုသတင်းနဲ့ကြိုက်လိုက်မှာဆိုပို့ပြီးတွေ့အဲ့တော့လက်ရှိမှာ Ruben Amorim ပြောနေလို့ပဲသူ့ရဲ့အလုပ်သူ့ရဲ့ဗစက်ကပြောနေလို့ပဲ အပြောနဲ့လို့ခုမြေကြီးဦးအလုတ်နဲ့လှုပ်ဖို့အရေးကြီးတယ်ဆိုတဲ့အတိုင်းသူ့အနေနဲ့ဒီနေ့ပွဲစံမှာလှုပ်ပြောက်လို့အဲ့တော့တစ်ဖက်ကဆန်တာလန်းသင်ဆန်တာလန်းသင်ကလက်ရှိတန်းတက်လာတဲ့အသင်းတွေထဲမှာတကယ်ကိုတတော်လေးကိုကောင်းတဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်တထူးဆန်းဆန်းလေးပြဆန်တာလန်းရဲ့လက်ရှိခြေစွမ်းကတော့ကျွန်တော်ပရီးမီးယားလိရဲ့ top 10ထဲမှာတော့မှဝင်နေတယ်မှာပါတယ်လက်ရှိမှာ Tottenham Hotspur အသင်းနဲ့အမှတ်တူတယ်ဒါကျွန်တော် goal quota ချက်ကြောင့်အဆင့်6နေရာမှရည်တည်တယ် Manchester City ရဲ့အထက်မှာတော့မှလက်ရှိအနေထားရဒါကျွန်တော်ပိုပြောအပေါ်ထက်မှာရည်တည်နေတယ်အဲ့တော့ Chelsea နဲ့ Manchester City တို့ကိုကြော်ပြီးတော့လက်ရှိမှာဆန် လက်ကနံပါတ်6နေရာမှာရပ်တည်နေတယ်။ Tottenham Hotspur တင်းနဲ့အမှတ်2ရက်လက်ရှိမှာကောင်းလာပါရယ်ဆိုရင် Crystal Palace နဲ့တမတ်ပဲခွာတယ်။ထိတ်ကဇယားထိတ်ကတော့ကျွန်တော် Liverpool နဲ့၄ဘတ်ပဲခွာနေတာမရှိ။အဲ့တော့ Sunderland ကလက်ရှိမှာသူတို့နေတာ Premier League မှာတပွဲရှုံးထားတယ်။အဲ့ဒီရှုံးထားတဲ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ Burnley နဲ့ပွဲစဉ်ဖြစ်ပြီး Burnley နေတဲ့ Burnley ရဲ့အိမ်ကွန်းမှာ Sunderland ကို2-0ဆိုတဲ့ရလနိုင်ထားခဲ့တော့တွေ့ရမှာ။အဲ့တော့ Sunderland နဲ့လက်ရှိမှာသူတို့ကတခုကံကောင်းသွားတာကဘာလဲဆိုတော့သူတို့ရဲ့လက်ရှိဒါအသင်းကြီးတွေနဲ့သူတို့တိတ်ပြီးမတွေ့ရသေးဘူး။အဲ့တော့ Sunderland နဲ့နောက်ဆုံးပြိုင်ပွဲစဉ်5ပွဲမှာဒါကျွန်တော် Premier League အသင်းကြီးတဲ့အသင်းထဲမှာမတွေ့ရသေးဘူး။ တို့အနေနဲ့ကျွန်တော် Huddersfield Town နဲ့တွေ့တယ်။ Brentford နဲ့တွေ့တယ် Crystal Palace နဲ့တွေ့တယ်။ဒါ Aston Villa တွေ့တယ် Northam Forest တွေ့တယ်။ဒါပေမဲ့ပြန်ကြည့်အောင် Aston Villa လို့တို့ Crystal Palace တို့လို့ Brentford တို့လို့ Northam Forest တို့လက်ရှိ Northam Forest ကခဏမိထားလိုက်ပါ။ဒါပေမဲ့ Sunderland Crystal Palace ဒါကျွန်တော်တို့ Brentford Brentford Crystal Palace Brentford ဒါကျွန်တော်တို့ Aston Villa ဒီသေး3တင်းကိုတပွဲနိုင်နှစ်ပွဲသေးဆိုတဲ့ရလက်ကိုသူ့အနေနဲ့ဖော်ဆောင်နိုင်ခဲ့တာဒါ Sunderland နေတန်တက်တင်းနေတကယ်ကိုချီးကျူးရမယ်ခြေစွမ်းဆိုတာကတော့လုံးဝလုံးဝကျွန်တော်ညင်းလို့မရဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။အဒီ ီပွဲစဉ်ကတော့မြန်မာစန်ဒိုဂျင်းဒါကျွန်တော်၈နိုင်ခွဲမှာကျင်းပတော့မယ်ပွဲစဉ် United အင်ဝင် Old Trafford မှာပေါ့အဲ့တော့ United ဘက်ကလက်ရှိမှာဒန်အသူစင်ကတဖြည်းဖြည်းနဲ့နေလာခဲ့ပြီဖြစ်တယ် Tyrell Malacia က U21 နဲ့ဒါကျွန်တော်ပြန်လည်ပြီးတော့ legend တွေဖြစ်ပြီးတော့အသင်းကအသုံးလို့မယ်ဆိုရင်တော့ Malacia ကဒါ ready ဖြစ်နေပြီလို့သိရတယ်မှာပါတယ် Lisandro Martinez ကိုလူတော်များကတော့မေ့လို့နေပြီဆိုပြီးအကုန်လုံးက wine down နောက်နေသေးတယ် Mazraoui ကလက်ရှိမှာ international break ပြီးမှပဲပြန်ပြီးတော့လာတော့မှဖြစ်တယ်လို့သိရတယ်မှာပါတယ် Sarlan ကလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတွေတယောက်ဖြစ်တဲ့ Ronaldo ကလက်ရှိမှာအနီးကကြောင့်လွဲချော်မယ် Diarra ကိုလွဲချော်မယ် Mondel ွဲချုံမယ်စက်ကင်းလွဲချုံမယ်အလီစီအဲ့တော့အဲ့တော့ကျွန်တော်ပွဲစုံပွဲစုံလက်ရှိမှာကျွန်တော်ဒီနှစ်မှာအသင်းကြီးတွေနဲ့မတွေ့သေးလို့လားမသိဘူးဒါကျွန်တော်လက်ရှိအသင်းကြီးချင်းချင်းပွဲစုံခုနကတည်းကကျွန်တော်တို့မှာ Everton နဲ့ဒါကျွန်တော်တို့အဲဗာလေ Everton နဲ့ဒါ Watson နဲ့ပွဲစုံတော့ကျွန်တော်ကြည့်လိုက်ပါအဲ့တော့အသင်းလက်အသင်းငယ်လည်းကြည့်ပါဒါပေမဲ့ကျွန်တော်ဆန်းလန်းရဲ့ပွဲစုံကျွန်တော်မကြည့်ရသေးဘူးအဲ့တော့ကျွန်တော်ခင်ဗျားကျွန်တော်ဒါ comment တွေမှာပြောဆန်းလန်းရဲ့လက်ရှိခြေစွမ်းကိုမြင်ကြည့်ရင်ဘယ်သူတော်တော်လေးကိုကောင်းလဲဆိုတော့ကျွန်တော်နည်းလေးအဲ့တော့ ဆရာလည်းမကျွန်တော်လက်ရှိဒါကျွန်တော်ပြိတ်သက်တွေရင်းနေတဲ့ကစားသမားတချို့တော့ရှိတယ်အဲ့ဒီကစားသမားဘဒူလဲဆိုတာကျွန်တော်တို့ဒါဂထူတာဆိုတာလက်ရှိဒါကျွန်တော်တို့ဂိမ်းထဲမှာဆိုဂထူတာဒါကျွန်တော်ဒါဒက်ရှ်လိကဒါကစားသမားဖိန်နူးရထင်တယ်ဒါအာနီစလော့လက်ထရဖြုတ်မြဲဂထူတာကိုကျွန်တော်တော်တော်လေးရင်းနေတယ်ပြီးရင်ဒါကျွန်တော်မူကီယလီမူကီယလီကဒါကျွန်တော်တချိန်ကအာဘီလက်ဘက်ကဆန်နာဘက်ကစားသမားထင်တယ်ဟုတ်တယ် အဲကျွန်တော်ချစ်လဲဟုတ်တယ်ဒါကျွန်တော်အရင်တော့ကဒါသူ့နေတော့ PSG ဒါ Liverpool ဟုတ်တယ် RB Leipzig မှာကျွန်တော်သူ့တွေ့ရချာတွေ့ခဲ့ဘူးတယ်ပြီးတော့ဒါ PSG ရောက်သွား PSG က Liverpool Liverpool ကနေ PSG PSG ကနေပြီးတော့ဒါကျွန်တော် Sunderland ပြန်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုရင်ဒါကျွန်တော်တော်တော်လေး underrated ဖြစ်တဲ့ကစားသမားတွေကစားသမားပြောလာကျွန်တော်ကွင်းလဲမှာတစ်ချိန်က Arsenal အသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဘူးတဲ့ဒါကျွန်တော်ကျွန်တော်ကရှာကာပေါ့နော်ရှာကာပြန်လာအဲ့တော့ဒါကျွန်တော်တောင်းပန်မှာဆိုရင်တော့ဒါက Brighton အသင်းရဲ့ဒါမနစ်ကကောင်းခဲ့တဲ့ Arden Gralli ဒီနေ့ပုံစံအဲ့တော့ပြောချင်တာကသိပြီးတော့ဒါသူ true စမ်းစမ်းဒါကျွန်တော်အရင်ကြီး hit ဖြစ်နေတဲ့ပုံစံပြီးတော့မဟုတ် ြင့်ဆရာလက်ကသူ့ဟာသူတော့မစိုးဘူးလို့ပြောလို့ရတယ် United အသင်းကလက်ရှိမှာဒါ3 back formation မှာပြောစရာအများကြီးရှိတယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့ရှင်းတယ်နီးပြအနေနဲ့ risk ယူပြီးတော့ Sunderland ကိုပွဲထုတ်တင်တဲ့ပွဲစဉ်တပွဲများလာလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒီနေ့ပွင့်ဖို့ပွဲစဉ်ဒါကျွန်တော် international break လဲလာကနီးပြ Sunderland နဲ့ဒီနေ့ပွဲစဉ်ကတကယ်တမ်းပွဲထုတ်တင်တဲ့ပွဲစဉ်တပွဲပြောမယ်လို့ကျွန်တော်အနေနဲ့ပြောမယ်ဆိုကျွန်တော်မှတ်မယ်တော့မထင်ဘူးအဲ့တော့ United အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါဘာတွေများပြောင်းလဲလို့လာအောင်မလဲတီချာတို့ကဒီနေ့ပွဲစဉ်မှာ United အနေနဲ့ကွင်းလယ်ပိုင်းတစ်ခုပြောင်းလဲလို့မှာကျွန်တော်အနေနဲ့ပြောချင်တာဖြစ်ဖြစ်ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်သူ့အနေနဲ့ ကျွန်တော်ပါစနေမြေမှာပေါ့နော် Sasco ကိုသူ့အနေနဲ့တုံးကျင်နေဆိုတော့ maybe Sasco ဒီနေ့ပုံစံမှာခဏလေးအောက်ကြည့်တယ်ကျွန်တော်ကကွင်းလယ်3ယောက်ပုံစံမျိုးတုံးကြည့်တစ်ဖက်ကတော့ကျွန်တော်ကွင်းလယ်3ယောက်အဲ့3ယောက်နဲ့2ယောက်နဲ့ချင်းအမြဲတမ်းပို့ဆိုးတာ Bruno Fernandes ကရှေ့တက်ချင်းကွင်းလယ်ဗဟိုချက်မှာ Casemiro တကောင်ပဲကြံခဲ့တာဒါမှမဟုတ် ခင်ဗျာတုံးကျင်နေဆိုရင် Ugarte တကောင်ပဲတုံးတယ်အဲ့ပြဿနာအဲ့လိုမဒါကွင်းလယ်မှာတကောင်နဲ့ကြံခဲ့ရင်စပ်ပြဿနာဖြစ်တော့ Bruno Fernandes ဒီညမှာကြောင်ပြောတယ်သူရှေ့တက်လိုက်ရင်ဒီကွင်းလယ်မှာတစ်ဖက်ကဟိုမှာကျွန်တော် Shaka တို့ Sadiki တို့ဒါ Lafay တို့လိုကစားသမားမျိုးနဲ့တိုက်တဲ့တွေ့ဆိုရင် Casemiro ကျိုးမှာပဲ Ugarte မကောက်တာတကြမင်းစင်ကင်တော့မှာဒီညမှာ တယောက်တည်းကြံအကို၃ယောက်ကဝိုင်းလုံမှာပဲဘူနိုဖာနန်ဒက်စ်ကဒါနောက်တက်မှနေတယ်ဆိုလဲဒီကျွန်တော်တို့က နောက်တန်းနဲ့ရှေ့တန်းကိုချိတ်ဆက်ပြီးမဲ့ဒါ attacking midfielder ပျောက်သွားတော့ပြဿနာတွေဒီမှာပို့ဆိုးတယ်ပြီးတော့ပို့ဆိုးတာ United လက်ရှိ Ruben Amorim ရဲ့ Sporting မှာအသက်ကဝင်းဘက်ပဲဝင်းဘက်တွေကိုယ်တိုင်ကလက်ရှိမှာစောက်ဖို့မကြတဲ့ပြဿနာက United အသင်းရဲ့တော်တော်လေးကိုခံစေပြဿနာပဲအဲ့တော့ United နဲ့ Patrick Drogu ကိုတကယ်တမ်းဝယ်ထားတယ်ဆိုမှ Patrick Drogu ရဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့ဒါလက်ရှိ Ruben Amorim ရဲ့လက်ထက်မှာဒါ average တသာပဲရှိလို့မြင်တယ်ဒီထက်ပိုပြီးအရင်ကကျွန်တော်တို့ဟာဒါ Drogu ကိုအရင်ကောင်းလိုက်တာဆိုတဲ့ပွဲကလက်ချွေးလို့ရတယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲမှာတပွဲလုံးတိုင်းနိုင်ရခြင်းမ United သင်းနေနဲ့တိုက်စစ်ပိုင်းကိုဗဟုပြုပြီးသုံးသိတယ်မြင်တယ်လို့ကျွန်တော်နေအသုံးတော်ခံတဲ့ကျွန်တော်နေမြင်တော့ဆလန်လဲနေနဲ့ပြန်ကြည့်အောင်ဆလန်လဲနေနဲ့လက်ရှိတော့ဆုံးပြိုင်ပွဲစုံ၅ဘွဲမှာခန့်စစ်ပိုင်းကတော်တော်လေးကိုကျစ်လက်တော်တွေ့ရမယ်သူတွေတော့ကျွန်တော်တပွဲတကိုးတက်ပို့ပေးထားတဲ့ပွဲစဉ်ကမရှိဘူးနောက်ဆုံး၅ဘွဲမှာအဲ့တော့ဒါသူနေနဲ့ကလင်းရှိတပွဲယူဆော့တိုတယ်ကလင်းရှိနှစ်ပွဲယူဆောင်နိုင်ခဲ့တယ်ကျန်တဲ့၃ဘွဲမှာကြည့်မယ်ဆိုရင်တော့တကူးစီပဲပေးထားခဲ့ဗီလာကိုတကူးပေးတယ်ခဲ့ဒါကျွန်တော်ဘရန်ဖို့ကိုတကူးပေးတယ်ဟာရစ်ဝီတောင်ကိုတကူးပေးအဲ့တော့ဆလန်လဲလက်ရှိအားသာချက်ကခန့်စစ်ဖြစ်တယ်ယူနိုက်တက်တိုက်စစ်ပိုင်းဒါဂိုးသွင်းမှုအားနည်းမှုကိုများဒါဆလန်လဲအသိ င်းနဲ့ဒီနေ့ပွဲစုံအခွင့်ကောင်းယူသွားတယ်အဲ United အသင်းနဲ့ဒီနေ့ပွဲစုံမှာ international break မတိုင်ခင်တော့အကောင်းဆုံးနိုင်ပွဲနဲ့သူပြန်လာတဲ့တယ်လို့မြင်တယ်ဒီနေ့ပွဲစုံမှာတော့ကျွန်တော်ဆန္ဒအသင်းအသင်းတွေနိုင်ခဲ့မယ်ဆိုတော့သူ့အနေနဲ့ဇယားအပေါ်ကကစားအသင်းတွေကိုဆင်းချောင်းနိုင်ဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစုံမှာဆန္ဒအသင်းနဲ့တစ်ချိန်နဲ့ကစားမယ်အသင်းရရှိတဲ့အတွက်ကြောင့်မို့ဒါဆန္ဒအသင်းနဲ့ဒီနေ့ပွဲစုံမှာဒါ အတိုင်းယူခဲ့မယ်ဆိုရင်ဒါကျွန်တော်အဆင့်နှစ်3လောက်ထိတက်သွားနိုင်တယ်မှာဒါကျွန်တော်တစ်ဖြစ်အာဆနယ်တစ်ချိန်လို့ပြောစားအဲ့တော့အဆင့်ဒါကျွန်တော်1 to 4ဝင်သွားနိုင်တယ်ဗျာတလားကျွန်တော်ဆိုတော့တော်တော်ဟော့စပါတင်တယ်ဗာဘလူးလာမဲမသိပေမဲ့1 to 4ဝင်သွားနိုင်တဲ့အခွင့်အရေးတွေဒါကျွန်တော်လက်ရှိမှာရှိတယ်အဲ့တော့ဆန်လန်တိတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်သူ့ရဲ့တန်တက်လာရင်ကျွန်တော်သတင်းနဲ့ record တစ်ခုသူယူသွားနိုင်တယ်တစ်ဖက်က United ကို United သင်္ကာဒီနေ့ပွဲစဉ်မှာ3မှတ်ကအင်ပါတာမှရေးကြီး United နေဒီနေ့ပွဲစဉ်မှာ3မှတ်ဝင်သွားမယ်ဆိုတော့1 to 10တွင်းနဲ့ International break ကိုဝင်လို့ရမယ် Momentum တစ်ခု build up လုပ်ပြီးကျွန်တော်တို့ International break ထဲဝင်သွားလို့ကောင်းပြီလို့ကျွန်တော်အနေနဲ့မြင် ဲ့ United တို့ကဒီနေ့ပွဲစဉ်ကမဆွေးပွဲစဉ်ဖြစ်လို့ Sunderland တို့ကဒီနေ့ပွဲစဉ်မှာ statement တစ်ခုပြဖို့အတွက်နိုင်ပွဲတစ်ပွဲလိုအပ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သွားကုန်ပြီပေါ့ဗျဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ TV4 ကြီးတို့မှာကျင်းလို့ဆက်ပေါအောင်ကုညီလို့ရပါတယ်မြန်မာပြည်ရဲ့ clip ဖို့မပေးကြပါနဲ့ဗျမြန်မာ clip မှာအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြိုးတော့ပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AACC တွေ့ကြတာပေါ့ကျွန်တော်သွားကုန်ပြီပေါ့ဗျဒေးပါဗျ